ာကုံကိုအရေးချင်းစနစ်ထူဆက်လိုက်တဲ့ JK Sophia ပရိသတ်များအလုံးမဲ့မင်္ဂလာပါရှင်။ Mesh Grand International ကနှစ်စဉ်နိုင်ငံပေါင်း80ကအလှမယ်တွေကိုမွေထုတ်ပေးတဲ့ပွဲဖြစ်ပြီး၎င်းကိုထိုင်းနိုင်ငံမှာ2023ခုနှစ်ကနဝကစတင်တည်ထောင်ခဲ့တာလည်းဖြစ်ပါတယ်။မြန်မာနိုင်ငံကလည်းပွဲစတင်ကျင်းပခဲ့တဲ့2023ခုနှစ်မှာစပြီးအလှမယ်များနှစ်စဉ်ပါဝင်ရှင်ပြိုင်စီခဲ့ပါတယ်။ပြိုင်ပွဲစတင်ကျင်းပခဲ့တဲ့2023ခုနှစ်မှာမြန်မာနိုင်ငံကိုစားပြုအလှမယ်အဖြစ် ထားထက်ထက်ပါဝင်ရှင်ပြိုင်ခဲ့ပြီး Miss Miss Popular Vote Top 10နဲ့ Best National Costume ကိုရရှိခဲ့ပါတယ်။2014မှာတော့ M Ja Sai, 2015မှာစံထိတ်ထားလင်း2016မှာနန်းနာလင်း2019မှာရွှေအိမ်စီ2018မှာစွမြတ်ဘူး2019မှာမွေတက်လွင်2020မှာဟန်လီ2021မှာအမရာရှွန်းလန်း2020မှာတော့အီအောင်ထွန်းကပါဝင်ရှင်ပြိုင်ခဲ့ပြီးရှင်ပြိုင်ခဲ့တဲ့တခြားမှာလည်း Bad Historic Crown Fashion Show Gala ဆို Bus National Costume Bus Evening Gown ဆိုတော့ကိုမြန်မာနိုင်ငံအတွက်ရယူပေးနိုင်ခဲ့ပါတယ်။2024မှာတော့နီနီလင်းအင်က First Runner SU ကိုထိုက်တန်စွာရရှိခဲ့ပါတယ်။မနေ့က Miss Grand မြန်မာဆုကိုတင်ဆုငင်းကရရှိခဲ့တာဖြစ်ပြီး First Runner S ကိုတော့မြင့်မြတ်မိုးကရရှိခဲ့တာပါ။အခု Miss Grand 2005အနေနဲ့လဲ JK Sophia ကရှင်ပြိုင်နေတာဖြစ်ပါတယ်။အစကအမလို့အမရတာတွေဖြစ်ခဲ့ပေမဲ့ Mesh Run International 2025ရဲ့စင်မြင့်ထမှာ ပြိုင်မဲဝင်နေတဲ့ကတယောက်ဖြစ်တဲ့မြန်မာနိုင်ငံကိုစားပြု JK Sophia ဟာတစုံတစ်ခုကိုတက်တည်ပြနိုင်ခဲ့ပါပြီ။ဒါကတော့ပြည်သက်အင်အားနဲ့မဟုတ်ပေကိုပိုင်စွမ်းရည်အစင်အမှန်နဲ့ကမ္ဘာလင်မာမမမမယက်တင်နိုင်တဲ့ဆိုတဲ့အချက်ပါပဲ။အားလုံးသိကြတဲ့အတိုင်းပါပဲ။ယမန်နှစ်ကတေဆူငိလက်ထက်တုန်းကမြန်မာပြည်သက်တွေဟာမဲပေးခြင်းအင်အားနဲ့စုများစွာကိုတိမ်ပေါင်းများစွာအကုန်ကြခံပြီးအရာယူပေးခဲ့ကြပါတယ်။ဒါပေမဲ့ဒီနေ့မှာတော့အချိန်လေးကပြောင်းမြန်မှာ JK မှာဝင်းရအပေးသူအင်အားနေတာကြောင့် မဲပေးရတဲ့ဆိုရင်ဘယ်တစ်ခုမှမရရှိခဲ့ပါဘူးဒီလိုအားနဲ့ကြကြတဲ့ကပဲသူမဟာစိတ်ဓာတ်မကြပဲသူရဲ့ပင်ကိုအရေးချင်းပေါ်မှာသာအပြေဝအာယုံဆိုင်ခဲ့ပါတယ်ဒီလိုကြိုးပမ်းမှုရဲ့ရလဟာမင်းညာက ကျင်းပခဲ့တဲ့ brand တဲ့လက်ပြိုင်ပွဲမှာထင်ရှားပေါ်လွင်လာခဲ့ပါပြီတချင်းတပုံနဲ့စင်မြင့်ကိုတင်ပတ်ပြီး JK Sophia ဟာသူမရဲ့အကျွမ်းကျင်ဆုံးဖြစ်တဲ့တချင်းဆိုချင်းစွမ်းရည်နဲ့ရှင်ပြိုင်ခဲ့ပါတယ်သူမဟာနမဲကျော်ဂျင်းရဲ့တချင်းကိုကိုရိုင်းစာသားရိပါပြောင်းလဲပြီးဖျော်ပြခဲ့ရ ထိုင်းတွေကပါပါဇက်အဟောင်းသားဖြစ်စေခဲ့တဲ့ဖျော်ပြမှုတစ်ခုဖြစ်ခဲ့တယ်လို့ဆိုရမှာပါအတန်ထွက်တီကြမှုအင်္ဂလိပ်တန်ပေးမြင်မှုအားလုံးထပ်ပေါ်ပြီးပရိသတ်ကိုဆွဲဆောင်နိုင်တဲ့သူမရဲ့ပင်ကိုရေသန်ဆွဲဆောင်မှုတွေကြောင့်မြန်မာနိုင်ငံကဒီလိုအရေးချင်းရှိတဲ့သူပေါ်ထွက်လာတာကိုနိုင်ငံတကာအလားမဲ့ဖန်တွေနဲ့အတူပြိုင်ပွဲဝင်အလားမဲ့တွေပါအံ့အားသင်ခဲ့ရပါတယ်ဒီရေချင်းတွေရဲ့အကျိုးစံအနေနဲ့ JK ဟာမဲပေးစနေနဲ့မဟုတ်ပေဒိုင်လူကြီးတွေရဲ့အကဲဖြတ်မှုအစင်မန်းနဲ့ Top 50စာရင်းတွေကိုဂုဏ်ယူစွာဝင်ရောက်နိုင်ခဲ့ပါတယ် ပြီးခဲ့တဲ့နှစ်သဲဆူငိမ့်နောက်မှာ Telegram.com စီးရင်နဲ့မဝင်နိုင်ခဲ့တာကြောင့် GK ရဲ့ဒီစွမ်းဆောင်ချက်ဟာသူကြားတဲ့အောင်မဲ့တစ်ခုအဖြစ်အားလုံးကချီးကျူးခုန်ပြုနေကြပါတယ်။ Fashion နဲ့အင်ဂျင်မှုကိုကမ္ဘာစင်မြေပေါ်ခြားပြသူကချင်တိုင်းရင်းသူဖြစ်တဲ့ JK Sophia ဟာသူ့ရဲ့အရေးချင်းပြင် Fashion ဘိုင်းမှာလည်းထင်ပေါ်နေသူဖြစ်ပါတယ်။တိုင်းဝဲစာကလေးကတရမမထက်တဲ့မတူညီတဲ့ဝတ်စုံတွေအထူးသဖြင့်မြမယူရချေဝမ်းဇက်တွေကိုစမတ်ကြကြဝတ်စင်ပြီးမြမရင်ကျင်းမှုကိုကမ္ဘာအလယ်မှာရေရဲဝံ့ဝံ့ခြားပြနေတာကိုတွေ့ရပါတယ်။ ဒါအပြင်သူမရဲ့လာမယ့် national costume ကလည်းအမိုက်စားဖြစ်မယ်လို့ကြိုတင်သတင်းထွက်နေပါတယ်။ပေါင်းတဲ့ဆက်ဆံရေးကောင်းမွန်မှုနဲ့အင်္ဂလိပ်စကားပြောနိုင်တဲ့မိုးတွေကသူမကိုနေ့စဉ်နေ့ရက်တိုင်းလုံးလုံးလူစိတ်ဝင်စားမှုရရှိစေတဲ့အထူးအချက်အတွေပါပဲ။ယုံကြည်ချက်အပြင်နောက်တစ်ဆင့်ကိုတက်လန်းသွားနိုင်ပေမဲ့တချို့သောဝေဖန်သူတွေကကောက်ဝပိုင်းမှာအားနေချက်ရှိနေလို့ဇူရဖို့ခက်ခဲနိုင်တယ်လို့မှတ်ချက်ပေးနေကြပါပြီ။ဂျီကီဆိုဖီယာရဲ့စိတ်ဓာတ်ကတော့အင်မတန်မြင်မာနေပါတယ်။ သူမဟာဒီနေ့ရဲ့ Miss Grand International ဝင်တာဆိုတာသူအတွက်ပဲလို့ယုံကြည်နေပြီးသူမမှာပရိသတ်တွေမသိသေးတဲ့ပုံကွယ်ထားတဲ့အရေးချင်းတွေအများကြီးရှိသေးတယ်လို့ဆိုပါတယ်။ညမန်းနဲ့ကတည်ဆူငင်းရခဲ့တဲ့စကန်ရနာအထက်ပုံမမြင်မတဲ့စုကိုယူဆောင်ပေးနိုင်မယ်လို့ယုံကြည်ထားတဲ့ JK Sophia ဟာတကယ်လို့သာဝင်တာစုကိုရယူနိုင်ခဲ့မယ်ဆိုရင်ကချင်လူမျိုးတွေအတွက်သာမကတနိုင်ငံလုံးအတွက်ပါဂွန်ယူစီယာတမိုင်းအစ်စ်ကိုရေးထိုးနိုင်မှာပဲဖြစ်ပါတယ်။အပေသူနဲ့ဘာချင်းကိုပညာနဲ့စွမ်းရည်နဲ့အစားထိုးလိုက်တဲ့မြန်မာကောင်ရောင် JK Sophia ရဲ့နောက်ဆုံးမှန်းတိုင်းကိုဆက်လက်ဆောင်မြော်ကြည့်ရှုကြရအောင်ပါနော်။